အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေ အတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာ ဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းငွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော်ဘော်ဒူးနဲ့အစပြုတဲ့အမြေပိုင်ရှင် ဘောရုဏံဆိုတာကเนาะဘောရုဏံဆိုတာလရပလဲရာကောင်းလဝပေါ့เนาะအဲ့ဒီအခရာတွေ ਨੇ စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွားကုစီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်တဲ့အဲ့တော့ရည်ရွယ်ထားတဲ့မလုံရသေးဘူးဆိုရင်လုံးဖြစ်မယ်ရည်ရွယ်ထားတဲ့ လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါလေအစာအုပ်အစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကံတရားတွေပါ။ Now ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်တဲ့သူတွေက အကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်အဲ့တော့ငပိငချောင်းเนาะရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ပြူတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သဆိုင်နဲ့လုပ်ငန်းတွေလုပ်တဲ့သူဟာဒီလမှာဘောဒူးနိုင်တဲ့အစပြုတဲ့အနည်းပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အော်ပညာရေးနဲ့သဆိုင်နဲ့စူးစမ်းမှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ် အများတွေကနေလူနည်းစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်တဲ့ဒါကြောင့်ဘုရုဏန်နဲ့စပြုတဲ့ပုံကိုယ်တွေဟာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်နော်အကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးနော်ရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့လတလဖြစ်ပါတယ်နော်အခြေရေးမှာ လိုအပ်တာထဲပို့ပြီးမျက်နှာစမ်းပွင့်လိုက်မယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့အစပြည့်ရဲ့ပုံကိုယ်တွေကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပို့ရွေ့လို့ပြောတဲ့အတွက်ကြောင့်နော်လိုအပ်တာထက်ပို့နေပြီဆိုကြတဲ့ကကောင်းချုံမဟုတ်ဘူးဆိုချုံလာလိမ့်မယ်ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နှာစမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ် နော်အိမ်အောင်နဲ့သက်ဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်နော်အိမ်အောင်ပြုတ်ဖို့အချိန်ကိုတတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်ကျဲမှရေးအရတော့သွေးတိုးတာသွေးပေါင်ကျတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်ဒီအပြင်မှာတရိပ်ထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကိုတော့ကျမ်းမာရေးရာသတိထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာမလကာညွတ်၊၃ညွတ်၊တပေညွတ်၊တညွတ်တို့ကိုပြင်ပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြင်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနေ့နဲ့အစပြုတဲ့အမည်ပါရှင်နေပါ။